ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့အောက်တိုဘာ22ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့အလုသမားရဲ့လှုပ်ရှားတဲ့ဒေါ်မျိုးမျိုးအေးနဲ့ကိုတန်နှင်းအောင်တို့ပြန်လွတ်လာတဲ့သတင်း၊ဦးကူကိုကြီးနဲ့ဒေါ်စန္နာမင်းတို့ရန်ကုန်မှာကိုစလေလောင်းအဖြစ်ရွေးကောက်ပွဲဝင်ပြိုင်မဲ့သတင်းနဲ့မိုင်းဝေါမြို့ကိုစစ်တပ်ကဘုံကျဲပြီးပြည်သူ၂ယောက်သေဆုံးက၂ဦးဒဏ်ရာရတဲ့သတင်းတွေနားဆင်ကြရမှာပါ။ တွင်းစီညီညွတ်သောတမကများအဖွဲ့ချုပ် SDUM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအေးနဲ့အလုသမားရေးလှုပ်ရှားသူတချို့အောက်တိုဘာ20ရက်ညနေပိုင်းမှာပြန်လည်လွတ်မြောက်လာတယ်လို့ SDUM ကထုတ်ပြန်ပါတယ်ဒေါ်မျိုးမျိုးအေးနဲ့အတူအာနာသိစစ်တပ်ကဖမ်းဆီးထားတဲ့အလုသမားရေးလှုပ်ရှားသူတွေဖြစ်တဲ့ကိုတန်နှင်းအောင်နဲ့မတ်သက်ထားဆွေတို့လည်းပြန်လည်လွတ်မြောက်လာတယ်လို့ဆိုပါတယ်ဒေါ်မျိုးမျိုးအေးအပါအဝင်အလုသမားရေးလှုပ်ရှားသူတွေကိုမနေ့ကညနေ၄နာရီခွဲမှာဒုသမရအမိန်နဲ့လက်ရှိဆွဲဆိုထားတဲ့အမှုအလုံးကိုရုတ်သိမ်းကြောင်ဖတ်ပြပြီးအင်းစိန်တောင်ကနေပြန်လွတ်ပေးလိုက်တယ်လို့ SDUM က ကထုတ်ပြန်ထားပါတယ်ဒေါ်မျိုးမျိုးအေးကနေအိမ်ကိုပြန်လည်ရောက်ပြီလို့ကနဦးသိရပြီးဖမ်းဆီးထောင်ချခံထားရတဲ့အလုသမားရဲ့လှုပ်ရှားသူတွေဖြစ်တဲ့ကိုတန်နေအောင်နဲ့မတ်သက်သားဆွေတို့လည်းပြန်လွတ်တဲ့အထက်မှာပါတယ်လို့ SDUM ကဆိုပါတယ်ဒါပေမဲ့ဒေါ်မျိုးမျိုးအေးနဲ့သူဖမ်းဆီးခံထားရတဲ့ SDUM ဝန်ထမ်း၉ယောက်ကိုတော့အချင်းတောင်ထဲမှာဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်မိုင်းငေါမြို့မှာအော်တိုဘာ20ရက်မနေ့ည8နာရီလောက်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲခဲ့တာကြောင့်ပြည်သူတို့ချို့အထိခိုက်ဒေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ဘုံကြောင်ဈေးရ န်းတွေလည်းမီးလောင်သွားပြီးတေဆုံးသွားသူတွေကဂေါ်ရခါလူမျိုးတွေဖြစ်တယ်လို့ဆိုပါတယ်။မိုင်းဝမ်မျိုးမျိုးမစေးအနီဂျက်ဖိုက်တာနဲ့ပေါင်၂50ဘုံနှလုံးလာရောက်ကျဲချခဲ့တာကြောင့်အမျိုးသားတစ်ယောက်အမျိုးသမီးတစ်ယောက်တေဆုံးခဲ့ပြီးနှစ်ယောက်ဒဏ်ရာရကနေအိမ်ဆယ်အိမ်နဲ့ဆိုင်ကန်း၅ခန်းပျက်စီးခဲ့တယ်လို့ PSLF TNNA သတင်းနှင့်ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ19ရက်တရက်ထဲစစ်ကောင်စီကနမ်ဆန်မန်တုံမိုင်းငေါနဲ့မိုးကုန်းမျိုးနယ်တွေမှာလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူနှစ်ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။သခိုင်းတိုင်းစလင်းချင်းမျိုးနယ်ထန်းပူရွာကို လည်းစစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိပဲမနေ့ညနေ9နာရီကျော်ကစစ်တပ်လေဒီနဲ့ဘုံကျဲလို့ပြည်သူတယောက်တည်ဆုံပြီးနှစ်ယောက်ဒဏ်ရာပြင်းထန်ရရှိတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။တန်းမှုရွာကိုဘုံကျဲတဲ့စစ်တပ်လေဒီရဲ့ဟာနာမခစစ်တပ်အတွင်းကနေလာရောက်ကျဲချသွားတာလို့လည်းသိရပါတယ်။ 88မျိုးဆက်ចောင်းသားကောင်းဆောင်တယောက်လည်းဖြစ်ပြည်သူပါဠိဥက္ကဋ္ဌလည်းဖြစ်တဲ့ဦးကိုကိုကြီးအနေနဲ့စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာလမ်းမတော်မျိုးနဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ရွေးခန့်သွားမယ်လို့သိရပါတယ်စစ်တပ်ဩဇာကံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကအော်တိုဘာ19ရက်မှာရွေးကောက်ပွဲဝင်ပြန်ခွင့်ရတဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စရင်းကိုထုတ်ပြန်ကြေညာခဲ့တာမှာဦးကိုကိုကြီးလည်းအဲ့ဒီထဲမှာပါဝင်တယ်လို့သိရပါတယ်ဦးကိုကိုကြီးဟာပြီးခဲ့တဲ့2015ရွေးကောက်ပွဲတုန်းက NLD ပါတီကနေဝင်ပြိုင်ဖို့စူးစမ်းခဲ့ပူပြီး NLD ကကိုယ်စားလှယ်လောင်းအဖြစ်မရွေးချယ်ခဲ့ပါဘူးအဲ့ဒီ ောင်2018ခုနှစ်မှာပြည်သူ့ပါတီကိုတည်ထောင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာတောင်ကလာပါမြို့နယ်ကနေရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပေမဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ဥက္ကူကြီးကောင်းဆောင်တဲ့ပြည်သူ့ပါတီကလာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်း900ကျော်အမည်စရင်တင်တင်ထားပါတယ်။ NLD အမတ်ဟောင်းဖြစ်တဲ့ဒေါ်စန္နာမင်းကတော့လာသာမြို့နယ်ကနေတတိပုဂ္ဂလအမတ်လောင်းအနေနဲ့ပြိုင်မှာဖြစ်ပြီးပြည်သူ့ရှေ့ဆောင်ပါတီဥက္ကရာဒေါ်သက်သက်ခိုင်ကတော့ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမတ်နှစ်ကနေဝင်ပြိုင်သွားမယ်လို့သိရပါတယ်။အာနာဒိတ်စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေး ကောက်ပွဲဖြစ်တယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းရင်အားစုတွေကထုတ်ပြန်ထားပါတယ်။ ဘယ်လာရုစ်နိုင်ငံကမော်ဒယ်နဲ့တေးတန့်ရှင်ဘီရာခရန်ဆိုဘာဟာထိုင်းနိုင်ငံမှာမော်ဒယ်လုပ်ငန်းလုပ်ဖို့လာရောက်ခဲ့ပေမဲ့ထိုင်းရောက်တော့အလိန်ခံရပြီးမြမရချန်ကြားဖြန့်ကိုင်းတွေစီရောက်သွားကအသက်ခံထားရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါရယ်သူဟာပြီးခဲ့တဲ့စက်တင်ဘာ20ရက်ကထိုင်းနိုင်ငံဘန်ကောက်ကိုရောက်လာတဲ့အဓိကမှာမော်ဒယ်လုပ်ငန်းတွေဆောင်ရွက်ဖို့ဖြစ်တယ်ဒါပေမဲ့မြမနိုင်ငံဘက်ကိုလိမ့်လေခေါ်ဆောင်ခံရပြီးခိုင်းသားတွေကသူ့ရဲ့ဖုန်းနဲ့နိုင်ငံကူးလက်မှတ်ကိုပါတင်စီခံခဲ့ရတာပါအဲဒီနောက်သူ့ကိုစကမ်မာအွန်လိုင်းလိမ်လေအလုပ်လုပ်ခိုင်းတယ်အဓိကမှာအမျိုးသားတွေနဲ့ရီးစားဖြစ်ချင်အောင်ဆောင်ပြီးငွေကြေးရ င်းနေမြုံနှံခိုင်းတယ်သူကမလုတ်ချင်လို့ညှင်းဆန်ပေမဲ့မရဘူးတတ်မှတ်ထားတဲ့ငွေပမာဏအတိုင်းရှာမပေးနိုင်တာကြောင့်ဂိုင်းသားတွေရဲ့ရိုင်းနှက်နှိပ်စက်ခြင်းခံရတယ်အဲဒီနောက်ရန်ကုန်ရှိလူကိုရင်းကလီသာမောင်ကိုရီလက်ထဲထပ်ဆင့်ရောင်းစားလိုက်တယ်လို့ဆိုပါတယ်အဲဒီနောက်ဘယ်လာရုစ်ကမိသားစုဝင်တွေထံအမည်မသိသူတွေကဆက်သွယ်ပြီးသူတို့တမီတည်ဆုံသွားပြီဖြစ်ကြောင်းအလောင်းပြန်လို့ဂျင်မာကဒေါ်လာ9သိန်းငွေညစ်ခဲ့တယ်လို့ဆိုပါတယ်အဲဒီကိစ္စကိုမိသားစုဝင်တွေကဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနကိုတိုင်ကြားခဲ့လို့စုံစမ်းစစ်ဆေးနေကမိခင်ဖြစ်သူကတော့တမီဖြစ်သူရဲ့ကျွမ်းကျန်အယိုးပြကိုတ င်ဆောင်မှုမြမပြည်ကိုသွားဖို့စီစဉ်နေပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းကအရခတက်တော် AA ထိန်းချုပ်ထားတဲ့တန်လွဲနဲ့ကွာမျိုးနယ်မှာစစ်ကောင်စီတပ်၅ဖမ်းလေတွေနဲ့ဝင်ရောက်လာမှဆိုတာကြောင့်ညဘက်၅ဖမ်းခွင့်ကို AA ကပိတ်လိုက်တာလို့ဒေသခံတွေစီကသိရပါဗျ။ကမ်းခြေတွေကိုစစ်ကောင်စီရေတပ်ကအကြာခဏလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အပြင်၅ဖမ်းလေတွေကိုပါဖမ်းဆီးနေပြီး၅ဖမ်းလေတွေနဲ့ကန်းကတ်လာမှဆိုရင်တော့ညပိုင်း၅ဖမ်းခွင့်ကိုပိတ်လိုက်တာလို့ငပလီဒေသခံတယောက်ကဆိုပါဗျ။အရင်ကတော့ဒေသခံတွေကိုစစ်ကာလအခက်အခဲအကြက်တဲနဲ့မိသားစုစားဝတ်နေရေးကိုဖြည့်ရှင်းနိုင်ဖို့ပင်လယ်ပြင်မှာ၅ဖမ်းခွင့်အချိန်အကန့် ်တမရှိခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့လကစစ်ကောင်စီရဲတပ်ဟာငါးဖမ်းလေတွေကိုဖမ်းဆီးတဲ့အပြင်အယသားတွေကိုပါတပ်ဖြတ်လာလို့ AA ကသတိပေးချက်ထုတ်ပြန်ရတဲ့အထိဖြစ်လာတယ်လို့သိရပါတယ်။အော်တိုဘာ19ရက် AA ထုတ်ပြန်ချက်မှာတော့တန်တွဲနဲ့ဂွားမျိုးအနီကပင်လယ်ပြင်တွေမှာညနေ6နာရီကနေမနက်6နာရီအထိငါးဖမ်းနာတွေကိုအကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။